ကျွန်တော်ဒီထိုင်တဲ့ကဘာကြီးဟာယတိအချိန်ခါမှာဘဟုဝေကဘာကြီးဖြစ်ကြောင်းလဲလဲရှိနေပါတယ်နိုင်ငံတကာဆက်ဆံရေးများမှာအင်အားကြီးနိုင်ငံတွေရဲ့လွှမ်းမိုးမှုပုံစံတွေပြောင်းလဲလာတာကိုလည်းတွေးရှိရမှာဖြစ်တယ်လို့ဒေတာအတွင် အဖွဲ့အစည်းတွေရဲ့အခန့်ကဏ္ဍဟာလည်းပုံမှုရေးပါလာတာကိုလည်းတွေးရှိရမှာဖြစ်ပါတယ်ဒီနေ့အဖြစ် globalization ကာလကနေ regionalization ပုံစံတွေ စံတဲ့ပေါ်ထွန်းလာနေတဲ့အချိန်ခါကိုလည်းပြောင်းလဲလာနေပြီလေဆိုရမှာဖြစ်ပါတယ်။ကဘာဝင်ရောကဘာလို့ဘူးဝင်ရောကဘာလို့တည်ကြတဲ့ဝေယုံစုံကဘာမာတီပိုလာဝါဟာဆိုရင်ရေခင်ကကမ္ဘာစင်မြေမှာအရာကြီးနိုင်ငံတနင်္ဂနွေကဖရန်ဘူးကြီးစုခဲ့ရကနေအခုချိန်မှာအဲ့ဒီပုံစံအဲ့ဒီအခင်းကြီးနေတဲ့မတူပဲနိုင်ငံများစွာနဲ့ဒေသဆိုင်ရာအဖွဲ့အစည်းတွေပါ တိတာထင်ရှားတဲ့စူးစီးမှုအင်အားတွေရှိလာပြီဖြစ်ပါတယ်။အဲ့ဒီစူးစီးအားတွေဟာကမ္ဘာစီမင်းမှာ ပြန့်နှံ့ပြန့်နှံ့ဖျားထွက်ဩဇာတည်ရောက်လာတဲ့ကမ္ဘာစီစဉ်တည်တွေလည်းပြောရမှာဖြစ်ပါတယ်။ဒီအိန္ဒိယဥရပတမကနဲ့ရုရှားနိုင်ငံတွေလိုဗပောင်းစုံကတိုးတက်အောင်မြင်လာကြရတာတွေဟာရခိုင်အစင်လာရှိတဲ့အေအာဂျီနိုင်ငံတွေရဲ့ဩဇာနှောင့်မှုကိုစိန်ခေါ်လာပြီးလို့လဲ စိုးရမှာဖြစ်ပါတယ်။အဲဒီလိုဩဇာတရားမူဒီပါဝါဒီဟာနိုင်ငံတော်မြန်မာနဲ့ဒေသအဖွဲ့အစည်းတွေစီကိုကွဲပြားဖြန့်ကျက်လာနေတဲ့အတွက်ကဘာကြီးဟာအရင်ကလိုဩဇာသွမ်းမှုကိုတစ်ဖက်ဆောင်နေမဖြစ်တော့ဘဲပါဝါဟာချက်ကိုထိမ့်ညှိလာစေပါတယ်။ဒီနည်းအဖြစ်ဘယ်နိုင်ငံတနိုင်ငံတွေကမှကဘာလုံးဆိုင်ရာလောက်တစ်ခုကို သူကိုယ်ပိုင်ဖန်တီးလို့မရနိုင်တော့တာကိုလည်းအာယုံ သိရှိတာလည်းဒီလည်းဖြစ်ပါတယ်ဒီနေ့ချိန်မှာနိုင်ငံတကာပြည်ထောင်တာတွေကိုပုံမှုစုပေါင်းပါဝင်တဲ့နိုင်ငံစုအဖွဲ့အစည်းများရဲ့ပူးပေါင်းကြိုးပမ်းအထောက်အမှုတွေကတဆင်ဖြည့်ရှင်းလာကြတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်တစ်ဖက်မှာလည်းဘောဇာပါဝါကိုစီရှိနေကြတဲ့နိုင်ငံတွေဟာပြည်ထောင်ရက်တွေကိုဖြည့်ရှင်းနိုင်ဖို့တဲ့အပြိုင်ဆိုင်ဩဇာထမ်းမှုဖို့ကြိုးစားလာနေကြတာကိုလည်းတွေ့ရှိရပါတယ်။ပြောင်းလဲလာနေတဲ့ကမ္ဘာ ဟိုဘဟုဝင်ရောကဘာအစီအစဉ်ကြီးတဲ့မှာနိုင်ငံတွေဟာပထဝီနိုင်ငံရေးနဲ့ပထဝီစည်းဝါးရေးပဂရိအခြေအနေအသင့်များနဲ့ရလို့ကြီးထွေရက်တည်နိုင်ဖို့လေလူအမှဖြစ်ပါတယ်ရေခင်းကစူပါဘဝတနင်္ဂနွေတဲကကြီးဆိုးတဲ့အနေထားကနေအဓိကနိုင်ငံကြီးတွေက ရှင်ပြိုင်မှုတွေပူပေါင်းဆောင်မှုတွေနဲ့ကမ္ဘာအစီအစဉ်တည်ကြီးတွေမှာပါဝင်လာကြတာဟာနည်းနည်းတိမ်မွေ့ပြီး မျှတမှုပေါင်းစည်းမှုဒီဂျီအေးချောက်မှုတို့ကိုတိုးတက်စေမှာလည်းဖြစ်ပါတယ်အဲဒီလိုအသွင်ကူးပြောက်မှုကြီးဖြစ်စဉ်နဲ့အဆင်ပြေပြေအာဝန်ခွင့်ကြအကျိုးရှိရှိလိုက်ပါနိုင်ဖို့နိုင်ငံအားလုံးဟာမဟာဗျူဟာတွေကျူတင်ချမ်းချမှတ်ကျူတင်ပြင်ဆင်လာကြဖို့လည်းလိုအပ်မှာဖြစ်ပါတယ်ပရမသုအနေနဲ့ကတော့မဟာဗျူဟာမြောက်လုပ်ပိုင်ခွင့် strategic autonomy ရှိဖို့လိုပါတယ် နိုင်ငံတွေက AIG super power တနင်္ဂနွေပေါ်မှာအလုံးမေးမြေခိုနေမှုကိုရှောင်ရှားကြပြီးမိမိတို့ရဲ့မိဖွဲ့တွေကိုတိုးချဲ့ဆက်ဆံကြရမှာဖြစ်ပါတယ်။အဲဒီလိုဆောင်ရံကြမှာသာဆုံးဖြတ်ချက်တွေချမှတ်ရမှာပြောင်းလဲပြင်လဲဖြစ်စီပြီးမလိုလက်ဖြားတွေကိုလည်းမိဖွဲ့နိုင်ငံများရဲ့ကောင်းစည်းအားနဲ့ကြံ့ကြံ့ခံနိုင်လာနိုင်မှာလည်းဖြစ်ပါတယ်။မိမိတို့ရဲ့မိဖွဲ့တွေမိဖွဲ့တွေဆိုလိုက်လို့ရှိရင် နိုင်ငံတွေပြင်ဒေသဆိုင်ရာအဖွဲ့အစည်းတွေလည်းပါဝင်လာမှာဖြစ်ပါတယ်ကြောက်လာကြတဲ့ဧည့်သည်တွေများခင်ဗျာမိမိတို့ရဲ့ဘေးဖွက်တွေကိုတွေးချက်ဆက်ဆံရမှာစစ်စစ်မပြဖွံ့ဖြိုးတိုးတက်မဲ့အစီအမံတွေကိုချမှတ်နိုင်ဖို့လည်းလိုအပ်ပါတယ်စီဝါရေးရလူကြိုရေးရညီပြင်းရဆိုတဲ့မတူညီတဲ့နယ်ပယ်တည်တည်မှာလက်ပိတ်ကြီးရောဆက်ဆံရေးတွေးမြင့်ဆောင်ရွက်ကြမှာလည်းဖြစ်ပါတယ်အထူးသဖြင့်စီဝါရေးဘက်မှာ ကျွန်တော်တို့အားလုံးဟာပြောင်းလဲလာနေတဲ့ကမ္ဘာအစီအစဉ်သစ် New World Order နဲ့ Light Logic တွေဖြစ်အောင်ပြုပြင်ပြောင်းလဲမှုတွေလုပ်ကြမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့ကဈေးကွက်တစ်ခုတည်းကိုသာအလုံးမင်းမိခိုနေဖို့လည်းဆွတ်ချကြမှာလည်းဖြစ်ပါတယ်ကိုယ်စဆက်ဆက်ရေးတွေကိုဒေသစုံနဲ့ဖြန့်ကျက်နိုင်စွာမြင့်တင်ကြရပါလိမ့်မယ်ပြပေါ်လာနေတဲ့ကမ္ဘာလုံးဆိုင်ရာပြတ်တောက်မှု Global Discussion တွေကြောင့်ဖြစ်လာနေတဲ့ ဆုံးရှုံးမှုတွေကိုလျှော့ချနိုင်ဖို့အတွက်ဒေတာဆရာစီးပွားရေးပေါင်းစည်းမှု regional economic integration ကိုဒီလွတ်ဆောင်ဖို့လည်းလိုအပ်ပါတယ်ဒေတာတွင်ထုတ်လုပ်မှုဂွင်းဆက် supply chain တွေကိုလည်းအားကောင်းလာစေဖို့ပူးပေါင်းဆောင်ရွက်ကြရပါလိမ့်မယ်နိုင်ငံတွေရဲ့အမျိုးသားအကျိုးစီးပွားလုံခြုံရေးအတွက်အဓိကကဏ္ဍတွေဖြစ်တဲ့စားရိတ်ခါစွမ်းအင်နဲ့နှီးပညာကဏ္ဍတွေလိုလုပ်ငန်းတွေဦးစားပေး ရင်းနှီးမြှုပ်နှံကြမှာလည်းဖြစ်ပါတယ်။ဒါပြင်ဒီပညာနဲ့ဒီချက်တဲ့အချို့ချာပိုင်ဆိုင်မှုဟာလည်းအဓိကရင်းနှီးမြှုပ်နှံဆောင်ရွက်ကြမဲ့ကဏ္ဍတွေလည်းဖြစ်ပါတယ်။ဝေယောဇောကဘာရဲ့ရှင်ပြမှုကြီးထဲမှာဒီပညာဟာအခြေခံကြတဲ့ကဏ္ဍတစ်ခုဖြစ်ဖြစ်လာနေပါတယ်။အထူးသဖြင့်ညာရီတု AI semiconductor တွေနဲ့ cyber လုံခြုံရေးတွေဟာအဆုံးဖြတ်ပေးလာမဲ့ဒီပညာတွေပဲဖြစ်ပါတယ်။ အဲ့ဒီသိမ်းပြီးလက်ခံတွေကြောင့်နိုင်ငံတိုင်းဟာမိမိတို့ပြည်တွင်းဤပညာဆောင်ရည်တွေကိုတွတ်တက်အောင်မြင့်တင်ချဖို့လဲလိုအပ်လာပါတယ်သူတည်သနာဒီတွင်ဆန်းသစ်မှုနဲ့အခြေခံအဆောက်အအုံတွေမှာရည်နှီးမြှုပ်နှံမှုအားပေးခြင်းဖြင့်နိုင်ငံရာချနီးပညာအပေါ်မှာမှီခုမှုတွေရှင်းချနိုင်ကြမှာဖြစ်တယ်လို့စိုက်ဖာလူဂျိုရေးနဲ့အချက်လက်ကာကွယ်ရေးတွေဟာလည်းအရေးကြီးတဲ့ကဏ္ဍမှာပါဝင်နေရှိနေပါတယ် ဗထဝီနိုင်ငံ၏ပြိုင်ဘက်တွေနဲ့ပတ်သက်ဆက်ဆက်နေတဲ့စိုက်ဘာချေချောက်မှုတွေကိုအကာအကွယ်ပေးနိုင်မဲ့ဒီဂျစ်တယ်အခြေခံအဆောက်အအုံတွေရှိနေရပါမယ်။အဲ့ဒီပြင်မဟာဗျူဟာမြောက်ဤပညာဆိုင်ရာမိဖက်တွေထားရှိပြီးဉာဏ်ရည်တုဒီဂျစ်တယ်စီးပွားရေးစတဲ့အရေးကြီးဤပညာတွေမှာဥပပေါင်းဆောင်ရွက်ဖို့လည်းလောလာမှာဖြစ်တယ်လို့ပြောလိုပါတယ်။ကြောက်လာတဲ့ဧည့်သည်တော်ကြီးများခင်ဗျာ။ ဘူဝူယကဘာကြီးထဲမှာကျွန်တော်တို့ဟာပူပြီးတော့လိုက်လို့ညီတွေ ပြောင်းရနိုင်ပြီးလက်တွေ့ကြတဲ့တန်တမာရေးရဆက်ဆံမှုခြေကမှုတွေလိုအပ်လာလို့မလဲလဲတုံ့တရပါတယ်ဘုံဒီဆန်လို့နဲ့အတွေးခေါ်ဒီပေါ်မှာအခြေခံရတဲ့တတ်တမတ်မှအကြောင်းအရာဒီပေါ်မှာအခြေခံပြီးမိမိတို့ရဲ့မိဖက်တွေတိဆောက်သွားကြမှာလဲဖြစ်ပါတယ်ဒါပြင်ကဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေမှာပါဝင် ထိတွေ့ဆက်ဆံမှုတွေကိုပါတစ်ဆယ်တည်းတွေးမြင့်ကြဖို့လဲလိုအပ်မှာဖြစ်ပါတယ် ထားလောင်းပြီးအလေးနဲ့စဉ်းစားရမယ့်အကြောင်းအကိစ္စတခုကတော့စွန့်ရင်နဲ့အရင်မြင့်လုံခြုံရေးပဲဖြစ်ပါတယ်။စွန့်ရင်ရေနဲ့ရှားပါတတ်တူတွေကိုရယူသုံးဆမှုဟာရေရှိတင်းကြရေးအတွက်အလွန်အရေးကြီးလာပါတယ်။ကျွန်တော်တို့ဟာပြန်လည်ပြုဖွင့်မဲ့စွန့်ရင်နျူကလ িয়ার နဲ့အခြားစွန့်ရင်ကဏ္ဍတွေမှာရင်းနှီးမြှုပ်နှံမှုတွေလှုပ်ထားရပါမယ်။ပထဝီနိုင်ငံရေးကြောင့်ပြတ်တောက်မှုတွေဖြစ်ပေါ်လာမဲ့အန္တရာယ်တွေအတွက် ကြိုတင်ဆောင်ရွက်ရတဲ့အနေနဲ့ရှားပါတတ်တူတွေနဲ့ဆားရည်ကဖူလုံရေးတွေကိုလည်းဂျိုဂျူရှေးစာစွာစီမံဆောင်ထားစိစီမံဆောင်ရွက်ထိန်းသိမ်းသွားကြမှာလည်းဖြစ်ပါတယ်လူမှုရေးကျင်းမှုအတိုင်းအဝန်းမှာလည်းဘဟုဝင်ရွေးခေကြီးမှာပါဝါရွေးတွေဖြစ်ပေါ်ပြောင်းလဲမှုမြန်ဆန်လာတဲ့အတွက်ပြည်တွင်းတည်ငြိမ်ရေးဟာအဓိကနေရာမှာရောက်လာပါတယ်တည်င်းသူတည်င်းမတွေတိုက်ဖြတ်ဖို့လူပြီးမီဒီယာအတတ်ပညာတိုးတက်အောင်ဆောင်ရွက်ဖို့နဲ့ နိုင်ငံခြားဩဇာအရှိတက်ရောက်အောင်ကြိုးစားနေမှုတွေပေါ်မှာလည်းတိုင်ပြန်ဆောင်ရွက်သွားကြမှာလေဖြစ်ပါတယ်အလင်းမြန်ပြောင်းလဲနေတဲ့ကမ္ဘာစီးပွားရေးကြီးတဲ့တူကောင်းမွန်စွာလက်ပါရှင်းတန်နိုင်ဖို့အတွက်ကျွန်တော်တို့ဟာလူသားအရေးမြစ်တွေရင်းနှီးမြှုပ်နှံကြရပါမယ်လူသားအရေးစုကြီးကိုပညာသင်ကြားပေးမှုနဲ့လက်ကျင့်ပေးမှုတွေအသေးစားလှုပ်ဆောင်ပေးရမှာဖြစ်တယ်လို့လည်းပြောကြလို့ပါတယ် ကြောလာကြတဲ့ဧည့်သည်တော်ကြီးများခင်ဗျာယူကိုစလီဘက်မှာအိန္ဒိယတရုတ်ရုရှားထိုင်းနီပေါ်ဂျပန်အီတလီစတဲ့နိုင်ငံတွေကအတွေ့အကြုံဘူးတုဒ္ဒများစွာရှိတဲ့ပညာရှင်ကြီးတွေလာရောက်ဆွေးနွေးအကြံပြုကြမှာဖြစ်လို့2025အလွန်မြန်မာနိုင်ငံကိုခိမိဖူမှုတွတ်တဲ့နိုင်ငံတစ်ခုအဖြစ်ပုံဖော်တည်ဆောက်ရမှာများစွာထောက်ကူပြုနိုင်မှာဖြစ်ပါတယ်ပညာရှင်တွေရဲ့ဆွေးနွေးမှုတွေဟာ မြန်မာနိုင်ငံအတွက်လမ်းညွှန်မှုတွေလမ်းပြမှုတွေနဲ့မဟာဗျူဟာတွေကိုပေးစွမ်းနိုင်လိမ့်မယ်လို့လည်းမျှော်လင့်ထားပါကြောင်းပြောကြားလိုပါတယ်။ဒီကုလအောက်ကြတဲ့နိုင်ငံတကာကပညာရှင်ကြီးများအနေနဲ့လည်းအခုဆွေးနွေးခွဲကြီးကိုတက်ရောက်လာရင်မြန်မာနိုင်ငံရဲ့ပဂတိအခြေအနေတွေကိုလည်းမျက်ဝါးထင်တယ်တွေ့မြင်ရခွင့်ရကြပါလိမ့်မယ်။တရေတုတရေမားတွေနဲ့မြန်မာနိုင်ငံရဲ့ပုံရိပ်ကိုအမျိုးမျိုးဖျက်နေကြတဲ့မီဒီယာအတုတွေလွတ်လပ်မှုကင်းတဲ့ မီဒီယာတွေကဖော်ဆောင်နေတဲ့မြန်မာနိုင်ငံရဲ့ပုံရိပ်နဲ့ပညာရှင်ရှင်တွေယခုကိုယ်တိုင်ထိတွေ့မြင်တွေ့ရတဲ့မြန်မာပုံရိပ်ဟာလွန်စွာကွာခြားမှုတွေခြားနားမှုတွေရှိနေတာကိုခံစားကြရမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်။ကျွန်တော်မြန်မာတွေဟာတင်းဦးတွေစိတ်ပြင်းပြကြပါတယ်။စစ်မှန်တဲ့အကြံပြုမှုတွေကိုလည်းလေးစားစွာနောက်ထပ်သလိုစေရနာပါတဲ့ဝေဘာမှုတွေကိုလည်းကျွန်တော်တို့ယူသားစွာလက်ခံပါတယ်။ ဒီစီနိုဘွဲကြီးကနေစစ်မှန်တဲ့အကြံပြုမှုတွေနဲ့စီရနာပါတဲ့ထောက်ပြပြောဆိုမှုတွေကိုကျွန်တော်တို့ဒေတာကွင်းရပြီးနိုင်ငံကျိုးကိုအထောက်အပံ့ပြုလိမ့်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်